ဒီနှစ်ယောက်ကိုစပြီးတော့မိတ်ဆက်ပေးလိုက်တာကျွန်တော်တို့နှစ်ယောက်ပါ။ဆက်ပြီးလို့ဆက်ပြီးလို့ဆက်ရအောင်ဖြစ်နေတယ်။အရင်ညှိကြအောင်။သိလား။အင်တာဗျူးဖြေရနှစ်ယောက်ရဲ့မိတ်ဆက်ပေးဆိုတရားညှိကြအောင်။အရင်ညှိကြအောင်။ချင်းချင်းတည်းလား။ငါမိတ်ဆက်ပေးရလား။မင်းကမိတ်ဆက်ပေးရလား။ဒါမှမဟုတ်တည်းမှာ၃ယောက်လောဝါရှင်ရိုက်ကြ။အေးဒီကောင်းနေကောင်းနေကောင်းနေလား။ငါတို့တော့အတူတူမိတ်ဆက်ပေးမယ်။ဘယ်သူတွေပါအောင်မလဲ။ Come on come on come on လား။ငါတို့ဦးဆိုညင်ညင်းသဘောကြဆိုင်ကတူကညင်ညင်းအကုန်လုံးသဘောကြတယ်။မပူနဲ့ ဝလုံးကားကြီးဖြတ်သွားအောင်သူတော့ကြားတယ်မင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကြော်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့အရင်ရက်ကပေါ့နော်မင်းသမီးတက်လက်နဲ့ပေါ့နော်ဒီမင်းသားကိုထွန်းထွန်းတို့ပြီးတဲ့အခါ producer ရွှေမန်းတို့ပေါ့နော်အကြီးကျယ်ပြဿနာတက်တဲ့ပွဲကိုလည်းအားလုံးသိကြမယ်လို့ထင်နေပြနော် producer ရွှေမန်းနဲ့နော်ဒီမတ်တန်တာမိုးသိန်းတဲ့ကသူတို့အရင်တုန်းကတော့ချစ်သူတမီးရေးစားတွေဗျနှစ်ပေါင်းတော်တော်ကြာကြာကိုတွဲလာတာ အဲ့ဒီ producer ပေါ့နော်အခုမတ်တန်တာမိုးသိန်းကိုမယူဘဲနဲ့ပေါ့နော်ဆီအောင်မာလေးတယောက်ကိုယူသွားတာဗျအဲ့ဒီရှုပ်ထွေးလာတဲ့နော်တိုင်းလောကကြီးတွေထဲမှာအကိုထွန်းထွန်းကလည်းဂျာညက်ပါနေသေးတယ်ဗျသူကလည်းပေါ့ဒီဆီအောင်နဲ့ကိုရှူမန်းတို့ဘက်ကိုလိုက်ပြီးတော့မတ်တန်တာမိုးသိန်းကိုတစ်ဖက်ဆောင်းနေကြီးပြောထားတာဗျအခုဒီမင်းသမီးကပေါ့နော်ကိုထွန်းထွန်းနဲ့သူ့ကိုစော်ကားတဲ့သူတွေအကုန်လုံးကိုအကုန်လုံးတစားစီဖော်ထုတ်နေပြီဗျ တငယ်ချင်းတို့လည်းနော်ကိုထွန်းထွန်းကမတန်တာမူးတိမ်ကိုဘလောက်တောင်ပြောထားလဲဆိုတာကိုတော့ဒီဗီဒီယိုလေးကိုသာလိုက်ကြည့်ပြီးတော့ဗျာနော်ပါတငယ်ချင်းဘက်ကပဲနားလို့ပဲဖြစ်ဖြစ်ဟိုပါပဲဖြစ်လို့ကျမကပဲမသိမဟုတ်မှန်တယ်လို့အဲမတန်းတရားတယ်လို့ပြောနေတာเนาะအဲ့တော့ကျမကိုဖုန်းနေဆက်တယ်ဆိုရင်ကျမကိုဩဂတ်လမှာဆက်ဆက်ပါပြီ ူပြောသလိုပဲဩဂတ်လမှာပေါ့နော်ဩဂတ်လမှာနေမှာကျမတို့ delivery run နေစာရေးပို့ထားတာတည်တယ်အဲ့လေသူကသူပြန်ဖြတ်ပြီးတော့သူတည်မှာမြန်မာဆိုလိုပဲဟိုဘက်ဒီဘက်တစ်ခါ delivery လုပ်သွားတယ်ပေါ့နော်တယောက်နဲ့အများစုံနေတာဗျာနော်သူကကျမအလုပ်ကြောင်းပြောမှာတဲ့အလုပ်ကြောင်းပြောမှာနော်ဟိုငါက gallery ပဲရောက်သွားတယ်အလုပ်ကြောင်းပြောမှာအလုပ်ကြောင်းပြောမှာဩဂတ်6ရက်နေ့ဩဂတ်6ရက်နေ့ဩဂတ်6ရက်နေ့ထားပါလားသူရဲ့ဖုန်းနံပါတ်နှစ်ခုကို ျမဖုံးပေးတာမယ်။3:00ရီမနက်3:46မှာဒီမှာ August 6ရက်နေ့အဲကျမစီကိုသူ contact လမ်းလောက်တဲ့အချိန်မှာအဲကျမကိုအလုပ်ကိစ္စပြောဖို့တဲ့မနက်3:46မှာ X ကိုဘာလို့ကိစ္စပြောရရှိရလဲရှင့်။ဒီမှာတည်ချင်လို့ကအခု post တင်နေအကိုဟမ်ကျမပထမတော့နားလည်ပေးဖို့မလို့ပဲ။ဒါပေမဲ့အကိုရေးထားတာတစ်ဖက်စောင့်နေရင်စံနေသလားလို့သိလား ဘူးမဆိုင်ဘူးနော်အင်ဆန်ပဲအင်ဆန်ပဲရကိုထွန်းထွန်းနော်အနောက်ကဟာရရှိတယ်တကယ်မို့ဆက်ဆက်တွေ့တဲ့အချိန်ကြီးဩဂတ်6ရက်နေ့အခုထားပါတော့အခုဒါအောက်တိုဘာနိုဝင်ဘာထားလိုက်အောင်နိုဝင်ဘာဆိုတော့7လပိုင်း90 7ပေါ်ထားလိုက်7လပိုင်းမှာသူကျမကိုစပြန်ဆက်တွေ့နေပြီမနေ့တမပါဩဂတ်6 3နာရီနဲ့46 AM မှာကျမတို့ဆိုမှာ ့ဖုန်းနံပါတ်လည်းအောက်မှာပါပါတယ်ကျမဖုန်းနံပါတ်လေးငါဖုန်းနံပါတ်ပြရင်အဆင်ပြေပါမလားတော်ကြာသိရမလားဟိုဟိုဟာဖြစ်မှာလဲစိုးလို့ဟိုဟာဖြစ်မှာလဲစိုးလို့ဆိုတာသူ့ဖုန်းနံပါတ်ဘာညာတိသွားပြီးရောဟိုဟာဖြစ်မှာဆိုလို့အကယ်လို့သက်ဆိုင်တဲ့သူတွေတိကျနေဆိုကျမမြေမက်ဆေ့ချာမှာလာတောင်းလိုက်လာတောင်းလိုက်နော်ရတယ်ဒီမဲ့အကိုအကိုတို့တစ်ဖက်ကိုတင်နေတာနဲ့ကဲနေတာနဲ့တခြားမင်းကလေးမထိုးကြနဲ့ယောက်ျားမလားယောက်ျားလိုလှုပ်ဆမ်းပါတကြီးမှာပါဘလို့ဟိုဘက်ဒီပဲလိုက်ပါခြင်းနေရတော့ဟာငါ့ငါ့ဖုန်းလာပြန်ငါ့ဒီဖုန်းကဟိုကမင်းရလို့ ဟိုအမေကလို့ငွေမွေးဟာလို့နင့်ဟိုအောင်ရှာလိုက်ခုနတင်ထားရငါဟိုရရှာလိုက်ငါစာတစ်ခုချင်းစီဖတ်ပြီးငါပြောမှာငါပြောမှာငါပြောမှာချိန်ပြီနော်ထိတ်လာမပုံနဲ့နော်အနာမုန်းတဲ့ငိန်ပြီးနေစာကြောင်းရမဟုတ်ဘူးနော်တမဟုတ်ပါတယ်ကျမနဲ့နိုဝင်ဘာမှာပြတ်တယ်ပဲထားဆရာဝန်မလေးကိုလိုက်တယ်6လဆိုတော့ထားပါတော့နော်နိုဝင်ဘာဆိုတော့ဒီဇင်ဘာ January February March April May May မှာနော်အဲ့တော့မိမာတို့ဒီ သူတို့ပြောစကားအရာပေါ့နော်ဒါပေမဲ့ကျမနဲ့ပတ်သက်ထားတဲ့လူကနိုဝင်ဘာမှာတင်သူတို့တွေ့တဲ့အင်းရကအင်းရလက်ကဝိုင်းဆိုင်မှာမိုင်းဒေးတင်ထားပါတယ်တင်ထားပါတယ် miss the time miss the place ဆိုပြီးတော့တင်ထားပါတယ်နော်အဲ့တော့ဟုတ်ပြီ2015မှာယူတယ်မင်္ဂလာဆောင်ကို6လကြာကြိုပြီးတော့ပြင်ရတယ်တဲ့နော်အဲ့တော့အဲ့တော့ကျမသိချင်တာအဖြေကလည်းမပေးရသေးဘူး နော်အဲ့တော့မင်္ဂလာဆောင်မက6လောက်ကြိုပြီးတော့စီစဉ်ထားတယ်နော်အဖြစ်ရလည်းမပေးရသေးဘူးဆိုတော့အဖြစ်မပေးခင် April လောက်လောက်ထဲကမင်္ဂလာဆောင်မစီစဉ်ထားကြလားဟာဟုတ်လားအဲ့လိုလားဟမ်အဲ့လိုမျိုးလားအခုတော့ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးကိုကအတိအကျပါဝင်ရင်းနှီးခဲ့သူတရားဖြစ်ခဲ့တဲ့မြောက်အမှန်တမ်းချပြခြင်းပါတယ်ချပြပါဒီလိုချပြခြင်းဟာဘယ်သူတူတူယောက်ကိုမှနစ်နာထိကြိုက်လို့ခြင်းအလျင်းမရှိတယ်လို့အခုချိန်မှာအဓိကလူနှစ်ဦးတူဦးကသူ့တငယ်ချင်း ဒေါက်တာမာလီနဲ့တူဦးကသူခင်ပွန်အပေါ်အထင်မြင်လွဲမှာဆွဆွဲခြင်းပေါ်တရက်လွန်ဖြစ်လာသလိုဒီလို post တင်မှုအပေါ်မှာကရကရှင်များကစိတ်ကြဘလို့မှမရှိပေမဲ့ဆွေမျိုးတဲ့ငယ်ချင်းများစိတ်မကောင်းမှဆိုလို့ရှင်းပြခြင်းဖြစ်ပါတယ်။ဟာအရှမ်းသဘောကြတာပေါ့အထူးသဖြင့်ခုမှပြောရှင်းပွဲအတိပြီးပြည့်စုံနေမင်းလာပွဲကျင်းပပြီးကစားတငယ်ချင်းဒေါက်တာမင်းကလေးကိုပုံကိုရိုက်တိုက်ခိုက်ရမယ်တရားရှင်စောကားရေးသား comment အနေနဲ့ချိုးနှိမ်ဆန့်ခံရတဲ့တိတ်များကျမဒီစကားကိုပြောချင်ပါတယ်ကျမခုန live မှာလည်းပြောခဲ့ပါတယ်ကျမအဲ့အမအားနာပါတယ်အဲ့အမဒီ ကျမသူ့ကိုမဆွဆွဲပါဘူးเนาะကျမဒီကျမရဲ့အရှိ post မှာလေစနိုက်ကြော်ပါတယ်ကျမစီကနေလူပါ ကျမတလုံးတလီမှာကျမမင်းကလေးမဆော်ခါတာပါဘူးเนาะဒါကျမဘယ်လုံးပြောချင်တာပါမနေ့က post မှာလေကျမမတိုက်ခိုက်ထားပါဘူးလုံးဝမတိုက်ခိုက်ထားပါဘူးကျမမင်းမချင်းချင်းမင်းကလေးဆက်ဆက်နဲ့ကျမရှင်းပါမယ်ရှင်းပါမယ်เนาะဆော်ရှုပ်တဲ့ဘဲတွေเนาะအခုတော့တိုင်ပတ်ပြီဗျာเนาะဟုတ်သူနဲ့လက်ထက်ခဲ့တဲ့သူကကျွန်တော်တို့လည်းအမြင် စားတူသွားသူခင်မင်းရဲ့စားတူသွားသူဖြစ်သူကနောက်ဆုံးအခုဟင်းကြီးဆိုတာ80လန်2024နိုဝင်ဘာမှာအပီးပြက်ပြီးဆုံးသွားသူတို့ရင်းစုတဲ့ငွေငွေနိုင်သိချာကြီးစားပါရင်းလို့ရကိစ္စလည်းမဟုတ်ပါသူတို့သုံးနှစ်တာ80လန်ကလေဂျာမန်မှာပြဿနာမျိုးမျိုးတက်ခက်ခဲနေပုံများဆိုလည်းရှိကြတာပါဘယ်သူမှဒီမှာကျွန်တော်အော်ဘယ်သူမှဒီမှာကျွန်တော်ပြောလို့ပါဆိုတော့ကျွန်မကမာနေကြတာလားအော်အဲ့လိုမျိုးလားအဲ့လိုမျိုးလားဟဟာအော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အာမနာရှာမကျိုးတော့ပြောတတ်ကြရပေါ့နော်မလီတော်တာ อืมပြောချင်တာတဲ့အခုတငယ်ချင်းဒေါက်တာလီရဲ့ခင်မောကသူ့ရဲ့နောက်ဆုံးအဲ့တယောက်နဲ့မနစ်ကလိုရုံမှာဖြစ်ခဲ့ပြီဟွန်းနောက်မှမှသူတို့နဲ့ဥစားတွေ့ခဲ့ကြတယ်အဲ့မှာမြင်ချင်းတဘောကြဝါဆက်တငယ်ချင်းဒေါက်တာကိုကျွန်တော်ကတဆင်အိုးမိတ်ဆက်ပြီးလို့ဆက်ရောက်လောက်ဖြစ်နေရင်ညှိကြအောင် သိလားအင်တာဗျူးရှိရနှစ်ယောက်ရမိတ်ဆက်ပေးဆိုတယောက်ညှိကြအောင်ရင်ညှိကြအောင်ချင်းချင်းတည်းမှာငါမိတ်ဆက်ပေးရလားမင်းကမိတ်ဆက်ပေးရလားဒါမှမဟုတ်တည်းမှာသုံးယောက်လောကချင်းကမိတ်ဆက်ပေးရသူတော်တော်များနေနော်ကောင်းနေကောင်းနေကောင်းနေလားငါတို့တော့အတူတူမိတ်ဆက်ပေးမေးဘယ်သူတွေပါအောင်မလဲ come on come on come on လာငါတို့ဦးဆိုဒီနှစ်ယောက်ကိုစပြီးတော့မိတ်ဆက်ပေးလိုက်တာကျွန်တော်တို့နှစ်ယောက်ပါလူမိတ်ဆက်ပေးကြလားရင်းညို့စကားဆိုတော့ပြောမယ်ဆိုရင်ရှစ်နောက်ညရပြောရတယ်ပြီးတော့သူများကိုပြောမယ်ဆိုလဲ ဲ့ပတ်စော်လာခွင့်ဆောက်ယူဆောက်ပတ်စော်လေးခွင့်ပြပါဆောက်ယူသူများကိုပြောမယ်ဆိုရင်သူများဘက်ကမထီအောင်ပြောရတယ်ရှင်းတို့မရှင်းတို့ကျွန်မပြောထားပြီးသားကျွန်မကိုမထီအောင်နေမထီအောင်ပြောအခုလေရှင်းတို့လုပ်တဲ့အပေါက်ကအခုကျွန်မကိုထတ်ရှိပြန်ပြီနော်ညီညီချင်းသဘောကျစိတ်ကသူကညီညီချင်းကုံလုံးသဘောကျတယ်မပူနဲ့ဝလုံးကားကြီးဖြတ်သွားအောင်သူသဘောကျတယ်တိလား စိတ်ဝင်စားတငယ်ချင်းဒေါက်တာကိုကျွန်တော်ကတစ်စိမ်မိတ်ဆက်ခိုင်းချင်းရခန္ဓာလေးလောက်ပါတငယ်ချင်းကြီးလည်းတားချပါတည်တယ်တငယ်ချင်းကြီးလည်းဗားတာလေမလောက်ပါနဲ့မလောက်ပါနဲ့ဟိုးစတာမလောက်ပါနဲ့လို့တားခဲ့ရလားနော်ဒီတော့တငယ်ချင်းဒေါက်တာလေးကတဲ့နုပညာလောကရဲ့မဟုတ်လို့အနေအေးသူရွှေရှင်သူမှန်ပါတယ်ကျမလက်ခံပါတယ်ကျမတစ်ဖက်မင်းတို့လုံးဝမစော်ခါပါကောင်းပါတယ်နော်မိဘတန်းခွင့်အနေထားရအပြောချက်မှုမတင်ချောင်းအော်အဲ့တော့ကျမကကြာအပြောချက်မှုတင်တယ်ရှင်တို့အဲ့တော့ပါဇက်တိပိတ်ခဲ့ကြရလား ဟာလာကျမအပြောကြံမှုတင်လို့ရှင်တို့အပေါက်တွေကိုပိတ်ခဲ့ပြီးတော့လှုပ်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 ရှင်တို့တူတူပဲမြောက်ပေးခဲ့ကြတာလေမဟုတ်ဘူးလားဟမ်ခမရဲ့အရင်ဇေယိုက်တွေဖျောက်ဖျက်ပြီးမှချစ်ကြိုက်တင်ကြောင်ထုတ်ပြခဲ့တာပါ။အိုးအဲ့စာရေးချင်မှရှင်တို့ကျမနဲ့တွားတူလာတူလုပ်ခဲ့ကျမမျက်နှာမြင်မပူကြဘူးလားအဲ့တော့ကျရှင်တို့ကောင်းနေလေတကယ်မလို့ပြင်းတူဘူးဆိုပြီးတော့အာကိုရှင် င်းတည်နာရှင်တို့လုံမီခဲ့ကြလေသူကိုရန်ဂရီတွေထက်ထက်ပေးသူကဂရီကတော့အကုန်လုံးပေးတယ်မပူနဲ့ကျမကလည်းပေးတိုင်းဂရီကနောက်ဆုံးဖျားမှာပါဟိုရေတောက်ပြီးဂရီပေးပါမယ်ဆိုလို့ကျမသူ့ပြန်တွဲခဲ့တာနော်အဲ့တော့မပူနဲ့ဘာပြောဝမ်းသာပါတကယ်ချစ်မြတ်လို့ဒေါက်တာလေးကိုချင်းပြဲခဲ့တာဖြစ်ကြအမတွေခံခဲ့လို့ကျွန်တော်တို့ကိုယ်တိုင်သူတို့နှစ်ဦးကိုမိတ်ဆက်ပေးခဲ့တာပါဥရှင်တို့အဲ့လိုလွယ်လွယ်ယုံလာလား ရှင်တို့ရှိမှာတော့အများကြီးဖြစ်နေအောင်ရှင်တို့လွယ်ယုံသေးတာအန်ဝန်လိုက်တာရှင်အဲ့တော့ကျမကျမကျမတို့ကကြာကျမကဘာဖြစ်လို့မိလောင်းဖခင်သားသမီးမဟုတ်လို့လားကျမကဘာလုပ်နေလို့လဲဟမ်မိဘအတိုင်းဝိုင်းအနေထားရောကျမသိချင်တာပါအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပြောချမ်းမှုမတင်ချောင်းဆိုတဲ့စကားဘာဒိတ်တွေကိုပြောချင်တာပါတလေဘာဒိတ်တွေကိုပြောချင်တာပါတလေဟမ်ကျမအဲ့လိုမျိုးပြောနေလို့ကိုမကြိုက်လို့ကိုဒီ post တွေတင်ပြီးရှင်းနေပါတယ်ဆိုမှ အနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားအရာအပျော်ချမ်းမှုမတင်ကြအောင်ဆိုတော့ကျမရဲ့မိဘအတိုင်းဝိုင်းအနေထားဘာဖြစ်နေလို့လဲဟမ်ရှင်တို့ခုတ်ပေါ်ခွာစီးနေလို့လဲကျမမိဘအတိုင်းဝိုင်းဘာဖြစ်နေလို့လဲဟမ်ဘာဖြစ်နေလို့လဲအတိုးချုပ်ပြောရရင်တဲ့ तू ကအရင်ဇလန်းပြီးပြက်ပြီးဆိုမှဒေါက်တာမာလေးကိုဆက်တယ်သေချာလာတဏ္ဍာမိုးတင်စင်းမြင့်လှိုင်အကုန်ရှောက်မှာနော်သေချာလာသေချာလား နင်တို့မသေးကြရပြီနင်တို့ကအကုန်ပါမှာနော်ငါဆွဲထဲမှာသေးကြလားနင်တို့အခုဆိုရင်ဒါမင်းသမီးဖြစ်တယ်ပေါ့နော်မတ်တန်တာမိုးသိမ့်ရသူ့ကိုမှုချိုးမြစ်ချိုးကစွန်းရွက်ချိုးပောက်ပန်း40ဗယံပရာပောက်ကရတွေပြောတဲ့မင်းသားတက်လက်ဖြစ်တဲ့အိဇမ်ဘယ်ထွန်းထွန်းကိုသူကပြန်လဲခြေပနေတာဖြစ်တယ်ဗျာနော်အိဇမ်ဘယ်ထွန်းထွန်းကလည်းဒီမတ်တန်တာမိုးသိမ့်ကိုပြောထားတာကြည်ပါအောင်ဗျာနော်တစ်ဖက်ကိုကြတော့အကောင်းပြောပြီးတော့တစ်ဖက်ကိုကြတော့ချိုးချိုးနှိမ့်နှိမ့်ကိုဆက်ဆန့်ထားတာဗျာ ဒါကမင်းသမီးတက်လက်ဖြစ်တဲ့သူကိုရှိမင်းနဲ့အရင်တော့ကရီးစားတွေတမီးရီးစားတွေဖြစ်ခဲ့တာเนาะနှစ်ပေါင်းများစွာကြာတဲ့သူကမခံနိုင်လို့ဒါထုတ်ပြောလာခြင်းပဲဖြစ်ပါတယ်ဗျာเนาะ အိမ်ဆံပဲထွန်းထွန်းကတော့တတော်မွေတယ်ဗျာနော်မီးလောင်ရလေတဲ့နဲ့လို့ပဲပြောရမလားမသိဘူးတကယ်ချင်းတော့ဒီကိစ္စကိုဘယ်လိုမျိုးထင်လဲဗျာနော်ကိုထွန်းထွန်းမှန်တယ်လို့ထင်လားမှားတယ်လို့ထင်လားဒါမှမဟုတ်မင်းသမီးမှန်တယ်လို့ထင်လားဗျာနော်မင်းသမီးကတော့နော်သူ့အပေါ်ကိုအပြစ်တင်လာတဲ့အကြောင်းအရာကိစ္စတွေကို तू ကတော့ဖော်ထုတ်မှာပဲဗျာနော်ဘာဖြစ်လို့လဲဆိုတော့ तू တယောက်တည်းကိုအုပ်စုလိုက်ဝိုင်းပြီးတော့ဖဲ့ကြတာဆိုတော့ तू ကလည်းနောက်ဆုံးမခံနိုင်တဲ့အခြေအနေကြတော့ပောက်ကွဲတော့တာပေါ့ဗျာနော် ကဲတငယ်ချင်းတို့လည်းပြောချင်တဲ့အကြောင်းအရာလေးတွေရှင်ကျွန်တော်အောင်မှာကွန်မန့်လေးရေးပေးခဲ့အောင်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပြီဗျနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့တွေပြန်လဲ送တွေးကြပါအောင်မယ်ဗျနော်